ဒီအတန်တွေမကြားချင်ပဲကြားနေရတာကြာတော့ဒေါ်မြမြစိတ်ပြက်လာမိရဲ့ဒီလင်မယားအောက်ထပ်မှာအိမ်ငါထားမိကလေးကဒေါ်မြမြတယောက်ဖះကိုပင် ဖြောက်ဖြောက်တန်းတန်းအာယုံမပြူရတော့ကြည်ညနေပိုင်းမြမအတန်ရေဒီယိုအစီအစဉ်မှမပြီးသေးခင်သူတို့နှစ်ဦးရဲ့ခိုးခိုးခက်ခက်ရည်တန်းကအပေါ်သို့ရှန်တက်လာတယ်ကလူတန်းညူတန်းခရတန်းတာတန်းတွေကဒေါ်မြမြနားထဲသို့ဝင်လာတယ်မိမိရေ ရှင်ကိုကိုလာပါကွာဘာလုပ်နေရလဲဟင်ကွယ်လာခြင်းတော့ကြသူများတဲ့နှက်ခါးပြက်ကုန်လိမ့်မယ်မိမိရတယ်ကွာလာပါစုံနေတော်မြမြနားကိုလက်နှစ်ဖက်ဖြင့်ပိတ်လိုက်မိတယ်သူတို့နှစ်ဦးအဖြစ်ကသဲပဲသဲနိုင်လောကောင်မလေးကငငယ်ရွယ်မှုထားတော့လူကြီးကအဖေအရွယ်လောက်ကြီးနဲ့ချွဲလွန်နေတယ်ငယ်မှုပြန့်ကျင်နေတယ်သူတို့နှစ်ဦးအောက်ထပ်သူပြောင်းလာတယ်မှာမကြသေးဘူး အိမ်လာကရလို့သာငှားလိုက်ရတယ်။ဒေါ်မြတ်မြတ်တိတ်ဘုံဝင်မကြလား။သူမကိုနိုင်က40ကျော်အပြူကြီးမှုဒီအတန်တွေကိုလည်းမကြားခြင်းငဲမှုပြန်ရင်လည်းစိတ်ကလည်းကုန်ခန်းနေတယ်။ဒေါ်မြတ်မြတ်စိတ်ဝီဒီယိုဂုံတော်ကူပါတပတ်ပြည့်အောင်စိတ်မယ်လို့အားခဲရင် သူမရဲ့အာယုံကိုစွစီလိုက်တယ်။လက်ကဗတိလုံးလေးမြောက်ဖိချနေတယ်။တခိခိရည်တန်ကကြံခင်းကိုဖောက်၍အပေါ်တက်သူပြန့်လွင့်လာပြန်တယ် ောင်မလေးရဲ့အတန်းကူကူနော်မနဲ့လေအစိုးကြီးထားအောင်မယ်ဥစ္စာသိစောဖို့မလိုပါဘူးမိမိရဲ့ပကို6နာရီကမှီရင်တော့ပါပြီဒါပဲနော်တညပဲအေးအလုပ်ကိစ္စပြီးပြီးချင်းပြန်လာဒီကတယောက်တည်းဆိုမနေဝုံဘူးဟောကွာမိမိရလေအပေါ်တက်မှာတော်များများတယောက်လုံးရှိနေတာပဲဟာကဲပါတော့ပါတော့ဒါကြောင့်မိမိကိုချစ်တာသိလား ဒုံမြတ်မြတ်ကစိတ်ပရီကိုဂရင်ခေါင်းရင်းတွင်ထချိတ်ရင်ခတ်သက်သွားအိယာဝင်လိုက်ရတယ်။သို့ပေမဲ့မျက်လုံးတွေကကြောင်နေတယ်။အန်ဒီမြတ်ဈေးသွားမလို့လား။ဟုတ်တယ်မိမိဘာမှခြင်းလို့လဲ။ကြက်ဥတစ်ကြက်ဖူလောက်ပါအန်ဒီမြတ်။အေးအေးအန်ဒီမြတ်ဝယ်ခဲ့မယ်။ပြန်လာမှပတ်စံပေးပေါ့။ဒါနဲ့မိမိကိုရောဒီနေ့ဆိုင်မထွက်ဘူးလား။ ဒီနေ့ဘကူသွားတယ်အန်တီရဲ့ transistor တွေရမယ်ဆိုလို့လေဩဩဒေါမြမြဩနှလုံးချရင်ဈေးချင်းကိုလက်တွင်ချိတ်၍လမ်းထိပ်သူထွက်ခဲ့တဲ့အချိန်အောင်အောက်ထက်ကမိမိတို့အကြောင်းကိုစဉ်းစားနေမိတယ်။ကောင်မလေးကအသက်18နှစ်ပဲမပြည့်တတ်သေး။လူကြီးက40ကျော်ပြီ။စင်စစ်အားဖြင့်သူတို့နှစ်ဦးတွဲလျှောက်လို့မှမတင့်တယ်။သို့ပေမဲ့လူကြီးကပတ်စံရှိတယ်။ဝင်းဝေကောင်းတယ် မြို့လယ်မှာရေဒီယိုပြင်ဆိုင်တစ်ခုထောင်းထားတယ်။ခင်မိမိမှာမိဘမရှိ အတော်နဲ့နေရသူဖြစ်လေတယ်။မိမိရဲ့အတော်ကထိုးလူကြီးထံမှငွေတော်တော်များများကိုချင်းငှားပြီးသုံးမိတယ်။ပြန်မဆက်နိုင်တော့သူ့တူမကျော်ဝါကွက်ရီအပ်လိုက်ရတယ်။ဒီလိုနဲ့ပဲသူတို့နှစ်ဦးအကြောင်းဆက်ဖြစ်ကြတယ်လို့ဒေါ်မြတ်မြတ်သူ့သူတန်တန်ကြားဘူးတယ်။လူကြီးရဲ့နာမည်ကခက်ဆန်းဆန်းဥတ္တကတဲ့။ဥတ္တကက တခါတရံညအိုက်ညနေပြစ်စီအဝဲထွက်တတ်တယ်။ဥတကမရှိတဲ့အချိန်မှာခင်မိမိထံသို့သဗင်ရှင်နဲ့ကောင်းလေးတယောက်လာလေတတ်တယ်။ခင်မိမိကတော့မောင်နှမတဝမ်းခွဲလို့တော့ပြောတယ်။ယောခတ်တော်မှာဖြစ်ဒီလင်ဒီများအကြောင်းဘယ်နဲ့ကြောက်စဉ်းစားနေမိပါလဲ။တော်မြတ်မြတ်ဈေးကပြန်ရောက်လာတော့ခင်မိမိတယောက် ကြော့လို့မော့လို့ကျေးဇူးရဲ့အန်ဒီမြရေမိမိဒီနေ့ဒရော့အိမ်သွားမလို့နည်းနည်းမူးချုံမယ် ခင်မိမိကြောက်ဖို့ပေးရင်လည်းစိုးလိုက်လေတယ်။အေးအေးအန်ဒီမြခြံတကားဖွင့်ထားလိုက်မယ်နော်။ဒေါမြမြအပေါ်ထက်သို့တက်ခဲ့တယ်။ဒီညတော့စိတ်ပရီဖြောက်ဖြောက်ဆိတ်ရတော့မယ်။ည9နာရီခွဲတဲ့အချိန်အောင်အောက်ထက်ကခင်မိမိအတန်ကိုမကြားရ။ဂုံတော်ကိုပါနဲ့သူရတ္တတီမဲတော်ခါရာကိုခုနှစ်ကြိမ်အောင်ပရီစိတ်ပြီးလေပြီ။ တော်မြတ်မြတ်ရဲ့မျက်တောင်တွေကမေးစင်းလာတယ်။သူမဗဒီးကိုခေါင်းရင်းမှာချိတ်ပြီးအဲ့ရဝင်လိုက်တယ်။အော်စိတ်ချမ်းသာစွာ။နာအီပါအီရှိလေစွာ။တော်မြတ်မြတ်နှစ်ချိုက်စွာအဲ့ရဝင်လိုက်လေတယ်။ညတကောင်ကမှတော်မြတ်မြတ်နိုးလာတယ်။စင်စစ်အဖြစ်တစုံတစ်ခုသောပယောကကြောင့်သူမနိုးလာခဲ့ရခြင်းပဲ။ပထမတော့တက်တက်ကိုယ်ကိုယ်ကြားလေတာမဟုတ်။နောက်တော့ အတန်ကပြီးပြီးပြီးမြင်ရှိလာတယ်။ဟုတ်တယ်။အောက်ထက်ကအတန်ပဲဖြစ်တယ်။ခင်မိမိရဲ့အတန်မိမိငိုရှိုက်တန်ပြီးတော့ဘူရဝကျင်းဝတန်ရင်ရောရှက်လာတယ်။ဒေါ်မြမြကဂရင်ခေါင်းရင်မှငားတိုင်အားမီးကိုထပ်ဖွင့်လိုက်တယ်။အောက်ထက်မှအတန်ကဒရင်ကားမြငိမ့်တက်သွားတယ်။ဧကန္နာခြေတန်ကိုအောက်ထက်ကကြားသွားပြီးထင်တယ်။ဒေါ်မြမြ တရင်ခေါင်းရင်းမှာမလုံးမရှက်ရက်နေမိတယ်။ခဏအကြာမှာခင်မိမိရဲ့ငူသံတက်တဲ့နဲ့ကြောက်ရွံ့ထိတ်လန့်ပွေစကားသံအချို့ကအပေါ်ထက်သူရှံတက်လာတယ်။အိုးမတက်ပါနဲ့။မတက်ပါနဲ့ကြိုကြိုရဲ။မိမိကိုတနာပါအောင်။ဒုံမြမြမျက်လုံးပြူးသွားတယ်။နောက်တော့တအင်းအင်းညင်ညူသံတက်တဲ့နဲ့အတူတိတ်ဆိတ်ငြင်းသက်ခြင်းကလွှမ်းမိုးသွားတယ်။ဖျားဖျား တော်များများတစ်ခုလုံးတဆတ်ဆတ်တုံနေတယ်။ကြောက်လိုက်ဒီမှာလဲပြောပွေရပဲမရှိတော့ဘူး။အော်ဟိယနေနေသားသားရက်နေမိတဲ့ဂရင်ခေါင်းရမှာပဲနေရမရွေ့မိ။တော်များများတက်တိကလည်းဤများအထိကောင်းနေတယ်။အောက်ထက်ကအတန်လုံးဝပျောက်ကွယ်သွားတယ်။တော်များများခြေထောက်တွေကလည်းထုံကျင်ကြိုက်ခဲလာလိမ့်ပြီ။ဂရင်မော်သူအသာတက်၍လှဲမိတဲ့တိုင်အောင်အိတ်ချင်စိတ်ကကုန်ခန်းသွားပြီ။

ဝင်းသိမ့်ထွတ်ဖောင်ကြီးစင်ဒုရဲ့အုပ်လေးတူပဲဖြစ်လေတယ်ဒေါ်မြမြတာဝန်သိစွာတရင်ပေးမှုကြောင့်ရောက်လာခဲ့ခြင်းဖြစ်လေတယ်သူတို့တို့တကားကိုဖြတ်ပြီးတော့အတွင်းသို့ဝင်လာကြတယ်အိတ်ခမ်းတွင်ရှိဂရင်ပေါ်မှာမချော်လေးတယောက်ကိုတွေ့ရတယ်အနေထားကမိန်းကလေးတယောက်အတွက်တင့်တင့်လျှောက်ပတ်တဲ့ပုံစံမျိုးမဟုတ်ပေသို့သောဒီမိန်းကလေးဖို့ဟီဒီအော်တပတရားကိုဘယ်သောအခါမှ ပြန်လဲတွေးတော့နိုင်လိမ့်မည်မဟုတ်တော့ပေ။ပြူးဧနေတဲ့မျက်စိများကအသက်ကုန်နေပြီကိုအတိအကျသက်သေပြနေပြီ။ဝင်းသိန်းထုတ်ကတပည့်လက်သားများအားလောလောဆယ်ဆောင်ရွက်ရမယ့်ကိစ္စများကိုညွှန်ကြားပြီးအိမ်ပြင်သို့ထွက်လာခဲ့တယ်။ဒေါ်မြတ်မြတ်ကစိုးရွားတဲ့စကားအချို့ကိုကြားရတော့မဲ့ပုံတရံမျိုးရက်နေတယ်။အသက်ခံရတာပဲတော်တော်။ဖျားဖျားဖြစ်ရလေချင်းကွယ်။ ညကအန်တီချားရတဲ့အတန်ကမိမိအတန်မှာမိမိအတန်ဆက်အဲ့ဒီအချိန်ကအသက်ခံရတာဖြစ်မှာပါပဲဘယ်အချိန်ကကြားရတာလဲတော်ပြီးတော့ဘလို့အတန်မျိုးလဲညသကောင်တော့ပဲကွယ်တော်မြတ်မြတ်ကယမနိညကကြားရတဲ့အောက်ထက်ကအတန်များကိုဒူရဲအုပ်ဝင်းသိမ့်ထုတ်အားအဆအဆုံးပြောပြလိုက်တယ်မသက်ပါနဲ့ကြော်ကြော်ရဲမိမိကိုတနာပါအောင်လို့ပြောတဲ့စကားကို တော်တော်တိတိချာချာကြားလိုက်တာနော်ဝင်းသိန်းထုတ်ကမေးလိုက်တယ်တိတ်ကိုတေးကြတာပေါ့ကွယ်အန်တီနာနဲ့ဆက်ဆက်ကြားလိုက်ရတာပါဒါပေမဲ့အန်တီကတိတ်ကြောက်တတ်တာကွယ်အောက်ကိုစင်းကြည့်ဖို့နေနေသားသားအိတ်ခမ်းနေရတော့မထွက်ရဘူးဒါကြောင့်မို့ရဲဌာနအောင်မနှက်ကြမှာအကြောင်းကြားတာပေါ့ကွယ်ကောင်းပြီလေဒီအမှုကိုကျွန်တော်တို့အစွမ်းကုန်ကြိုးစားပြီးတော့လိုက်ပါမယ်တော်မြတ်မြတ်က ူတို့နဲ့ပတ်သက်ပြီးတိထားသမျှကိုမကျွမ်းမချမ်းပြောပြခဲ့လေတယ်။သူမစကားတဲ့တွင်ကြော်ကြော်ဆိုတဲ့နာမည်ကိုစိတ်ဝင်စားဆုံးပဲဖြစ်လေတယ်။ဒေါ်မြတ်မြတ်ထံမှစကားကုံလာနဲ့ဝင်းသိထုတ်ကလှုပ်တဲ့ဒီများကိုဆက်လက်လှုပ်ဆောင်ခဲ့တယ်။လက်ပုံစံကူးခြင်း၊တဲလွန်စာရှာခြင်း၊ခင်မိမိအလောင်းကိုတပ်ပုံရိုက်ခြင်းစသည်လိုပဲ။ခင်မိမိအလောင်းတင်ထားတဲ့ကားထွက်သွား၍မကြခင်သုံးမင်းရင်တစီ ရောက်ရှိလာတယ်။လူကြီးတယောက် လက်ဆွဲအိတ်တလုံးကိုဆွဲယူဆင်းလာတယ်။ရဲတွေရှုတ်ရက်ခတ်နေတဲ့အိမ်ကိုလည်းနားမလဲသလိုကြည့်နေတယ်။ဟောက်နေတယ်။ခင်မိမိယောက်ျားဥသက်ကဘာဖြစ်တာလဲ။ကျုပ်အိမ်မှာဘာဖြစ်နေကြတာလဲ။ဥသက်ကအတန်ကအလောရကြီးနိုင်လွန်လာတယ်။လူသက်မှုလေ။ဟာလူသက်မှုဟုတ်လား။ဘာသူအသက်ခံရတာလဲ။ခမည်းမိမခင်မိမိပေါ့ဥသက်က ဝင်းသိန်းထော့စကားဆုံးနဲ့သူ့လက်ထဲမှာဆွဲလာတဲ့လက်ဆွဲအိတ်ကြီးလွတ်ကျသွားတယ်။သူ့တကူလုံးစူးစူးဘွားဝါလက်ဆက်ဆက်တုံးလို့သွားတယ်။ပုံပြက်ပန်းပြက်ဖြစ်သွားလေတယ်။စံတပင်တင်းချစ်ချင်းမရာဆိုးသည်မှာမှန်လွန်းလာပါတကား။ကြော်ကြော်သူ့ပုံတရံကဘဝင်ကြပေါ်ရမကောင်းလား။ခေါင်းကားဆောက်ပြီးပြောရရင်လေတိုင်းတွေနေရွက်တွေအုပ်နေတဲ့သပင်ဆုပ်ပွား။နောက်ပြီး ကျယ်သီးတွေနှစ်ဓာစင်လောက်တက်ထားတဲ့တံမဏိကော်လန်နဲ့အင်ကြီးလက်ချက်ထိုမှသည်ချက်အောက်တထွာခန့်မှာမိမလိုပတ်ချီထားတဲ့ပစိုးဒီတစားပလာတွေက32ကောဌာနသောခန္ဓာကိုယ်အစုအဝေးကိုဖုံးလွှမ်းထားလေတယ်ဒီငနယ်လေးကခင်မိမိအတွဲပဲဥသက်ကနဲ့မရမီကဆိုရင်သူတို့နှစ်ဦးစလုံးရင်ခုန်နေရတဲ့အနမ်းကလေးတွေကအစတက်ပြင်းရှည်ကြီးတွေချရတဲ့ချစ်ခံအစုံခပ်ပြုံပြုံရှောက်ခဲ့ကြဘူးလေအဲ ခင်မင်းမီဒီယာဥတက်ကလက်သူလုံးဝအုတ်တုံ ရောက်ရှိသွားတော့လဲသူတို့တွေ့ကြတယ်စုံကြတယ်ရင်ခုန်ကြတယ်ဥတက်ကအလက်တွင်မိုးမမြင်လေးမမြင်ဖြစ်ခဲ့ကြတယ်အခုတော့ခင်မင်းမီမရှိပြီဝိညာဉ်ကင်းမဲ့နေတဲ့သူမရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းအချို့ကိုမှုကင်ဆရာအောင်ကအဲ့နဲ့ချွတ်ချွတ်စစ်ဆေးလိုက်တဲ့အခါဒီမင်းကလေးကအသက်မခံရမီယောက်ျားသားတဦးနဲ့ဒွေရောရှက်တဲ့နေခဲ့တယ်တို့တစေး ငင်းပယ်ရုံးကန်တဲ့အသွင်မျိုးမဟုတ်လိုက်ရောလက်ခံတဲ့သဘောမျိုးပဲကြော်ကြော်ကမပြေးတော့လဲကံရရှိပြီသူ့ကိုဝင်းသိမ့်ထုတ်ကခြေရခံလိုက်နိုင်တယ်ဝင်းသိမ့်ထုတ်ကကြော်ကြော်ကိုလှုပ်မြနိုင်တဲ့မိကွန်းတွေနဲ့တုံအောင်ခဲ့တယ်ကြော်ကြော်ကအတင်းရုံးထွက်တယ်မင်းဘာဖြစ်လို့ငင်းကြရတာလဲကြော်ကြော်မင်းနဲ့ခင်မိမိနဲ့ငယ်ကြီးစားအဖိုးကြီးနဲ့ရပြီးတော့လဲမင်းတို့ခဏခဏခိုးပြီးတော့တွေ့ကြတယ် ခင်မမီအသက်ခံရတဲ့ညကမင်းနာမည်ကိုခင်မမီကခေါ်တယ်။ဒါအောင်ငါတက်တည်အခိုင်လုံနဲ့ပြမှာပါကွာ။ဟုတ်တယ်။ကျုပ်ခင်မမီနဲ့အဖိုးကြီးအလက်မှာတွေ့တာအမှန်နဲ့။ဒါပေမဲ့ကျုပ်ခင်မမီကိုမတက်ဘူး။တက်ချင်းတက်ရင်ကျုပ်လက်ထဲကငွေနဲ့လူဝယ်တဲ့လူမနာကြီးကိုတက်မှာပေါ့။ကျော်ကျော်ကကြစ်တစ်တစ်ဖြစ်ပြန်ပြီးပြောတယ်။ဒါဖြစ်စနေနေ့ညကခင်မမီကမင်းနာမည်ကိုဘာလို့ခေါ်ပြီးတော့မတက်ပါနဲ့လို့ပြောပြီးတော့တောင်းပန်နေရတယ်ကျော်ကျော်။ ဒါတော့ကျွန်တော်ဖယ်သိမလဲ။အဲ့ဒီညာကြက်ခဆန်ကွင်းမှာဆေအောင်မင်းကြီးနေပါတယ်လို့ခမရောက်ပြောပြီးပြီ။ဒါကိုတက်သေးတယ်အများကြီးပြခဲ့တယ်မို့လား။အေးလေမင်းပွဲကြည့်တာမှန်ပေမဲ့မင်းပွဲကြည့်ရင်ညတကောင်မှာပွဲကင်းကလစ်ထွက်နိုင်တာပဲမဟုတ်လားကျော်ကျော်။ကျော်ကျော်ခေါင်းငှိုက်ဆိုင်ကျသွားလိမ့်တယ်။ဒါပေမဲ့ခင်မိမိကို မတက်ဘူးဟုအခိုင်အမာညှင်းဆုံနေတော့ဒုရဲအုပ်ဝင်းသိမ့်ထုတ်အဖို့လွယ်မြောင်နဲ့ခတ်နေရတယ် ကျော်ကျော်စကားအတိုင်းစနေနေ့ညကပွဲအတူကြည့်တဲ့အလီပိုင်းကိုစစ်ကြည့်ပြန်တော့ကျော်ကျော်ကတညလုံးပွဲကင်းတန်းမှာရှိနေပါတယ်လို့ထိထိကျကျစူးနေကြတယ်။ခတ်တာကလက်ဝေပုံစံခင်မိမိအခန်းထဲမှာရယူခဲ့တဲ့လက်ဝေပုံစံကကျော်ကျော်လက်ဝေပုံစံမဟုတ်ဦးတက်ကရဲ့လက်ဝေပုံစံနဲ့လည်းမတူဘူး။ဤသို့ဆိုရင် စနေနေ့ညကခင်မိမိအခန်းမှာရှိနေတဲ့ကျော်ကျော်ကမြည်သည့်ကျော်ကျော်ပင်နီဒီအဖေကိုရှာမတွေ့ခင်တော့ ငနေလေးကိုတန်တိုင်းနောက်မှာထိမ့်သိမ်းထားအောင်မဥတကရဲ့ရုပ်ရည်မှာဒီရက်အတွင်းယူပစ်လိုက်တယ်လို့ကြဆင်းသွားခဲ့တယ်။တောကမီရဲ့လောင်မြိုက်မှုဌာန်ကသူ့မျက်နှာတွင်အထင်သာပေါ်လွင်နေပေတယ်။ဝင်းသိမ့်ထောကဥတကကိုမတတ်မတာကြည့်ရင်ထိုင်လိုက်တယ်။ဘယ်နဲ့လဲကိုဝင်းသိမ့်ထောကောင်လေးကမိမိကိုတတ်တဲ့အကြောင်းဝန်ခံလိုက်ပြီလား။ညင်းတော့ညင်းနေအောင်ပါပဲဥတကကာ ဒါပေမဲ့ကျွန်တော်မရှင်းတဲ့အချက်လေးတွေရှိနေလို့ဦးတက္ကစီကိုထွက်လာခဲ့တာပဲမိပါမိပါမိမိနဲ့ပတ်သက်လို့ကျုပ်သိထားသမျှပြောပါမယ်ကျုပ်အနေနဲ့ကတော့မိမိကိုတတ်တဲ့တရားခံအပေါ်မှာတရားဥပဒေရလက်စားချေရရင်တော်ပါပြီဦးတက္ကအတန်ကတုံ့ရင်နေတယ်ဝင်းသိထုတ်ကရွှေအောင် secret ဘူးလေးကိုပေါင်းမိအိတ်ထဲမှာထုတ်၍ဦးတက္ကအားတလိုက်ကမ်းပစ်လိုက်တယ် ောက်ပါတောက်ပါကျုပ်ကစီးရံသမားဦးတက်ကစပွဲပေါ်မှာစီးရံနဲ့စေးဘူးကိုကောက်ယူလိုက်တယ်ဝင်းသိထုတ်ကသူ့ရဲ့လှောက်ရှားမှုတွေကိုတစေတစောင်းစောက်ကြည့်ရင်လည်းစိုးလိုက်တယ်ဒါဖြစ်ဟော်ဒီစီးကရက်ဘူးဟာဦးတက်ကပြစ်စီတော့ဟုတ်မှမထင်ဘူးဘေးကရလာတယ်ဂရင်ကြားတဲ့ကပဲဘူကောင်လေးကဖြစ်မှာပေါ့ကိုဝင်းသိထုတ်ကြိုကြိုပြစ်စီတော့မဟုတ်ဘူးဦးတက်က ဒီစီကရက်ဘူးထဲမှာရှိတဲ့လက်ပွေပုံစံကကြော်ကြော်နဲ့မတူဘူး။ဦးသက်ကရွှေရောင်စီကရက်ဘူးလေးကို ဝေခွဲမတတ်တယ်လို့ကြည်နေတယ်။မင်းသိထောက်ကစီကရက်ဘူးအဖုံးဖွင့်လိုက်တယ်။အတွင်းဘက်မှာအင်္ဂလိပ်စလုံးဖြင့် BT ဟုအမှတ်အသားတစ်ခုရှိနေတယ်။ကဲဒါဖြင့်ဥရုအတိကျွမ်းထဲမှာဘာသက်ဆိုတာများမှဲ့ထားတဲ့သူရှိသလား။ဘာသက်တော့မရှိဘူး။ အဲဘာတော်ဆိုတာတော့ရှိတယ်ညီပါအောင်ကွဥရောကိစ္စတိုင်းမှာဘာတော်ကဘယ်လိုများပတ်သက်နေလို့လဲဦးသက်ကအံ့ဩတယ်လို့မေးလိုက်တယ်ဝင်းသိထုံအပြုံးကတောက်ပလာတယ်ကျွန်တော်မေးတာကိုအရင်ဖြေပါအောင်ဦးသက်ကအဲ့ဒီကိုဘတော်ကဥရဲ့မိတ်ဆွေလားဟုတ်ပါတယ်ဦးနဲ့အတော် ရင်းနှီးပါတယ်သူ့နေတာကကြည့်မနေနိုင်ပါပါပဲကောင်းပြီလေ ကျွန်တော်ကိုဥပဒေရဲ့လိပ်စာလေးတစ်စိတ်လောက်ကျေးဇူးပြုပါဦးသက်ကဝင်းသိထွက်ကကိုပါတော်ရဲ့လိပ်စာကိုရတာနဲ့သူ့ရဲ့ဝီလီချစ်ကိုမောင်းယူခက်သွက်သွက်ထွက်သွားလေမကြခင်ကားကလေးကတော်တာရေဒီယိုပြုပြင်ရေးဆိုတဲ့ဆိုင်းဘုတ်တက်ထားတဲ့ဆိုင်းတဆိုင်ရှိမှထူးရလိုက်တယ်ပါတော်က20ကျော်အစိတ်ပိုင်းလူရွယ်လေးတယောက်ပဲဖြစ်လေတယ်သူ့ဆိုင်ထဲသူဝင်လာသူယူနီဖောင်းကိုရဲတအူကအံ့ဩစွာကြိုဆိုရင်းနဲ့နေရာပေးလိုက်တယ် ဆရာရေဒီယိုလေးပါလေပြင်ရင်လို့လားဝင်းသိထောက်ကဘာမှပြန်မပြေးအဲ့ထဲမှာရွှေရောင် secret ဘူးလေးကိုထုတ်၍တလိပ်ညှိတော့လိုက်တယ် secret ဘူးကိုမြင်တော့ဘာတော်ရဲ့မျက်လုံးကခဏမငြိမ်ဖြစ်နေတယ်ဝင်းသိထောက်ကသူ့ကို secret တလိပ်ကမ်းပစ်လိုက်တယ် secret ကိုလမ်းယူတဲ့ဘာတော်လက်ကမသိမသာတုံနေတယ်ဒါခမည်းပစ္စည်းမဟုတ်လားကိုဘတော်ဟုတ်ဟုတ်ပါတယ် ကျွန်တော်ဘယ်ကြနေမှန်းတော့မသိဘူးစနေနေ့ညကအမျိုးသမီးလေးတယောက်ရဲ့အိတ်ခမ်းထဲမှာကြံရက်ခဲ့တာပေါ့ကိုပါတော်ဒီ secret room မှာထင်ကြံရတဲ့လက်ပွေပုံစံနဲ့ကိုပါတော်ရဲ့လက်ပွေပုံစံကိုတိုက်ကြည့်လိုက်ရင်အဖြေပေါ်လာရမှာပေါ့ပါတော်ရဲ့မျက်နှာတိတိတသာပြက်လာတယ်ဟုတ်ဟုတ်ပါတယ်ဆရာကျွန်တော်နဲ့ဥသက်ကကအယောင်းဝယ်တွေစူပါတော့သူ့အိမ်ကိုမကြာခဏရောက်ပါတယ်အဲခင်မိမိနဲ့လည်း ူကလိုက်ရောလုံးလို့မှားမိကြတာပါသူ့အသံကတုံ့ရင်နေတယ်ဒါပြည့်ခမရစနေနေ့ညခင်မိမိခံကိုရောက်တယ်ပေါ့ဟုတ်ကဲ့ဒါဆိုဥဒကတိသွားပြီလားဗျာဥဒကတော့မတိပါဘူးဒါပေမဲ့ခမရကောင်းမလေးကိုတပ်ပစ်ခဲ့တာတော့ကျုပ်တို့ရဲအဖွဲ့တွေတိကုန်တာပေါ့ကိုဘတော်ရာဘတော်ရဲ့မျက်လုံးကအထင်းကွက်တာမရှိပါက ပေါက်ထွက်လာမတဲ့ပြုထွက်လာတယ်။ကဲလိုက်ခဲ့ပါအောင်ကိုရတော်ရေဌာနရောက်တော့မှအေးအေးဆေးဆေးစကားစမိပြောကြတာပေါ့။ဤတို့ဖြင့်ခင်မိမိဆိုတဲ့ကောင်မလေးအသက်ခံရမှုတွင်ယောက်ျားသားနှစ်ဦးနဲ့ပတ်သက်ရှက်နေတယ်။ကြော်ကြော်နဲ့ဖားတော်။သူတို့နှစ်ဦးစလုံးခင်မိမိနဲ့ယင်းဤဖူးသူတွေကြီး။ဒါကိုရတော်လည်းဝန်ခံခဲ့တယ် ဘသူကဥတက္ကအိမ်သူအဝင်ထွက်ရှိတယ်။ဘလို့ဘလို့သူတို့နှစ်ဦးညှိစွန်းကြတာကိုတော့ဝင်းသိမ့်ထော့အမှတ်ချက်မချတဲ့ခင်မိမိကမြူသလားဘသူကစလိသလားမသိပင်မဲ့ဥတက္ကအလက်တွင်တော့ဗိမာန်ပုံလေးတစ်ခုဖန်တီးတက်ကြလေတယ်။သို့သောဘသူကခင်မိမိကိုသူမတက်မိပါဟုအကြောက်ကန်စူးနေတယ်။စနေနေ့ညသကောင်အထိခင်မိမိနဲ့ရွှေလက်တွဲကြတော့လေသူပြန်လာတော့ခင်မိမိအိပ်၍ကြံရစ်ခဲ့တယ်လို့ပြောတယ် အပေါ်တမဒေါ်မြတ်မြတ်ကလည်းကြွကြွနှမဲခေါ်တန်ကြားပါတယ်လို့အတိအကျထွက်ဆိုထားသေးတယ်။ဒီချိန်တွင်ကြွကြွကကြိုက်ကဆန်ကွင်းမှာဆေးအောင်မင်းကြည်နေတယ်။ဒါကိုသူပြဆိုတဲ့အလီပိုင်ကအခိုင်အလုံအထောက်အကူပြုခဲ့ကြတယ်။ခင်မိမိအခန်းတွင်လက်ဝေပုံစံများနဲ့ secret ဘူးပေါ်မှာလက်ဝေပုံစံများကလည်းဘာတော်ရဲ့လက်ရာကြီးဝင်းသိမ့်ထော့စဉ်းစားတယ်။အုံနောက်အေးမပြောခင်သူတစွန်းတစအဖြစ်သူတွေ့လာတယ် ဥတ္တကကခင်မိမိရဲ့တရားဝင်ကမပိုင်ကြော်ကြော်ဆိုတဲ့ခြားတိုက်လေးကရခင်ကလေးကမရှင်းမရှင်းသမားအဲဘာတော်ကအချောင်းဝင်ရေးတိုက်တူးသူဝင်းသိထုတ်ကလက်ဖြောက်တစ်ချက်ဖြောက်ခနဲ့တီးလိုက်ပြီးတပည့်ကျော်ဘီးစိတ်ကိုခေါ်လိုက်တယ်စင်စက်အားဖြင့်ဘီးစိတ်ရဲ့နာမည်အရင်းကထွန်းမြက်သို့တော်အဖြူတလုံးသာပဲကောက်ယူပုံမှာကြာနေတဲ့အက်ကလေးကအစရအောင်ရှာပြပေးလိုက်မယ် ထွန်မြတ်ကဒီအထိအရှာဖွေတော့တယ်စိတ်ရှိတယ်ဒါကြောင့်ဘီးစိတ်ဟူ၍နာမဝိသေသနာကိုရခဲ့ဟန်တူးလေတယ်ဟဲ့ကောင်ဘီးစိတ်ဆရာငါမင်းကိုပြည့်စည်တစ်ခုရှာခိုင်းမယ်ဘာပြည့်စည်လဲဆရာပစိဘေးတမုတ်ရရဲမှာအပိုလိုရင်မှုတွေကြကြံခဲ့တဲ့ဓာမိချက်လားဟာဒီလောက်ခက်ခက်ခဲမဟုတ်ပါဘူးကွာမင်းရှာရမှာကမဟာရန်ကုန်ကရေဒီယိုပြင်ဆိုင်နှစ်ဆိုင် โอเคအကြီးတစ်လုံးဆရာဝင်းသိထုတ်ကဘီးစိအားပြင်မှတ်နှစ်ခုပေးလိုက်လေတယ်ငနေကတဟဲဟဲရင်းနဲ့ထွက်သွားပါလေတယ်လူသားလေးဦးကကျွန်းသားကလထိုင်လေးလုံးပေါ်တွင်ထိုင်နေလေတယ်သူတို့ရဲ့ရှေ့မှာဒုရဲအုပ်ဝင်းသိထုတ်ကနေရာယူထားလေတယ်ကဲဒေါမြမြကစပြီးပြော အပြူကြီးတော်များများကဥတက်ကနဲ့ခင်မင်းမီတို့အောက်ထက်သို့ရောက်လာပြီးမှစ၍ခင်မင်းမီအသက်ခံရတဲ့နေ့ကကြားလိုက်ရတဲ့အောက်ထက်ကအတန်အထိအဆအဆုံပြောသွားတယ်။မသက်ပါနဲ့ကြောကြောရဲ့မိမိကိုတနာပါအောင်လို့ဆိုတဲ့ခင်မင်းမီရဲ့အတန်ကိုတကယ်ပဲကြားခဲ့သလားတော်တော်။တကယ်ပေါ့ကွယ်ဟော်ဒီနာနဲ့ဆက်ဆက်ကိုကြားခဲ့တာ။အလကားဒီဖွားညာတာကျုပ်အဲ့ဒီညာကကြိုက်ကစံမှာစိန်အောင်မင်းကြီးနေတာဗျ။ ကြောကြောဒေါနဲ့မောနဲ့ဖြတ်ပြောတယ်။နေဟုံးချတိုက်မင်းအလှရောက်มาပြော။ကဲကိုပါတော့ခမရလက်။ဘာတော်ကဥတက်ကအိမ်သို့မကြာခဏသွားရောက်လက်ပက်ရမှာခင်မိမိနဲ့မရှောင်တာပဲပတ်သက်မိုံများကိုခေါင်းငိုက်ဆိုင်ချရင်လည်းပြောသွားလိမ့်တယ်။တကယ်တမ်းပြောရရင်ကျွန်တော်ကစလို့ဖြစ်ရတာမဟုတ်ပါဘူးဗျာ။ဒီနေ့မှကျွန်တော်ဥတက်ကအိမ်ကိုရေဒီယိုမီးလုံးကိစ္စနဲ့သွားရတယ်။ အိမ်မှာခင်မိမိတယောက်တည်းအဲရေချိုးပြီးစားပေါ့ကျုပ်ကိုအခန်းထဲခေါ်ပြီးတော့ဘရာဇီယာကိုချိတ်ချိတ်ခိုင်းတယ်ဗျာကျုပ်ကလည်းတစ်သားနဲ့ထုထားတဲ့ဘဟုယုံမှမဟုတ်ပဲဒါဖြစ်စနေနေ့ညကသကောင်အထိခမားနဲ့အတူ ရှိနေခဲ့တယ်ပေါ့ဟုတ်ပါတယ်။သူကချိန်ထားလို့လာတာပါ။ညာ၁၇နာရီလောက်မှအသင်းဖွင့်ထားတဲ့အိမ်ဘေးကပတင်းပေါက်ကကြော်ပြီးတော့ဝင်ခဲ့ပါတယ်။ ဝင်းသိန်းထုတ်ကလက်ကပြလိုက်တယ်။ဝင်းသိန်းထုတ်ကကြော်ကြော်ဥတီလိုက်တယ်။ကဲမင်းကလေးရောကျွန်တော်ဥသက်ကမရှိတော့ခင်မိမိနဲ့သွားအိတ်တာတော့မှန်ပါလေ။ဒါပေမဲ့အသက်ခံရတဲ့ညကျွန်တော်မသွားဘူး။ဟောဟိုကိုဘတော်ကသူသွားအိတ်တယ်လို့ဝန်ခံပြီးပဲကျွန်တော်ကအနေသာကြီးပါ။မင်းကခင်မိမိကိုတတ်မယ်ပုတ်မယ်လို့ကြင်ဝဘူးလားကြောကြော ကျွတ်ကျွတ်မျက်နှာကိုစူးစူးဝါကြည့်ရင်လည်းဝင်းသိထုတ်ကမင်းဝန်ထုတ်လိုက်တယ်။ဟမ်မိမိကိုတော့မကျိမ့်မှုသေးဘူး။ဒါပေမဲ့ဟိုမှာထိုင်နေတဲ့ဥသက်ကောတော့မိမိရှိမှကျိမ့်မှုတယ်။ဘလို့များကျိမ့်လဲကျွတ်ကျွတ်။မင်းကငွေနဲ့ပေါက်ပြီးငါးလက်ထဲကလှူသွားတဲ့နှွားယူတပ်ပြစ်မယ်လို့ကလထိုင်တွင်ထိုင်နေတဲ့ဥသက်ကရဲ့မျက်နှာကြီးမှာနီးရဲလာတယ်။ကျွတ်ကျွတ်ကလည်းစားတော့ဝါတော့မလို့ကြည့်နေတယ်။တိခါမှာဥသက်က မကြခင်အဖြေပေါ်လာပါလိမ့်မယ်။ကဲကြောကြောမင်းကဥတက်ကကိုတတ်ပြစ်မယ်လို့ကျင်းသွားတော့ခင်မိမိဘာပြန်ပြောလဲကွာ။ဝင်းသိတော့ကအောင်မြင်စွာပြောရင်းနဲ့မေးလိုက်တယ်။ဒါတော့ကျွန်တော်အတိအကျဘယ်မှတ်မိပါမလဲ။ဟေးမှတ်မိအောင်ပြရသေးတာပေါ့ကွာ။ဝင်းသိတော့ကအခန်းထောက်မှာအစင်သက်စောက်ဆိုင်နေတဲ့တပည့်ကျော်ဘီစိတ်အားမျက်ရည်ပြလိုက်တယ်။ဘီစိတ်ကအခန်းထဲမှာတိတ်ရီကော်ဒါတစ်လုံးကိုမှိုက်လာပြီး ခလောက်ကိုနှိပ်လိုက်တယ်လူလွန့်တံများနဲ့အတူရှည်လျားတဲ့တက်ပြင်းရှိုက်တံပြင်းပြင်းကတိတ်အတွင်းမှာထွက်ပေါ်လာတယ်ဟင်းဒီလိုပဲတက်တက်လုံးခိုးကြောင်ခိုးကနေသွားတော့မှလားမမိရဲ့ဒီလိုမနေခြင်းလို့ကြိုကြောကဘလို့များနေခြင်းသေးလို့လဲခဏမပေါ်လွတ်လွတ်လပ်လပ်နေခြင်းတာပေါ့မမိအခုရောမလွတ်လပ်လို့လားကြိုကြောကြိုကြောကမမိရဲ့အဖြစ်ဥပါ မိမိရဲ့အသေးနှလုံးနဲ့ခန္ဓာကိုယ်ပထမဆုံးပန်းဆန်ခဲ့သူပါကျော်ကျော်။ဒါပေမဲ့ဟူနွားကြီးကမိမိကိုကျော်ကျော်လက်ထက်ကငွေနဲ့ပေါက်ပြီးတော့လူ့ပြီးသွားခဲ့တယ်မဟုတ်လား။ဘာလို့ဒေါသကြီးနေရတာလဲကျော်ကျော်။အခုတော့ကျော်ကျော်သဘောရှိမဟုတ်လားလို့မိမိအခုချိန်ဆိုရင်ဥတက္ကကြီးဘာမှရှိမလဲ။ဘာလို့မေးတာလဲ။အခုစိုက်မှာ overtime ဆင်းနေတယ်လေ။မနက်မှပြန်လာမှာ။ဟုတ်ကျော်ကျော်ဖေးသွားမလို့လဲ။ မထွက်နဲ့မေးပြီကျော်ကျော်သူ့ကိုတွတ်တတ်မယ်ဟိုမတက်ပါနဲ့ကျော်ရဲ့မိမိကိုတနာပါအောင်မိမိကိုချင်းအခုလို့သူမရှိတော့လာပေါ့ကျေကျေဒီမျက်နှာကြီးပုံနေကြမှာနဲ့မိမိကျော်ကျော်ကိုအမြဲတမ်းချစ်ပါတယ်ကျေဘီစိတ်ကတိတ်ခွေကိုအပိတ်မြန်သွားတယ်နည်းနည်းများနောက်ကျရင်ဘာတွေများကြားလိုက်မိမသိဝင်းသိထုတ်ကရေဒီယိုပြင်ဆိုင်နှစ်ဦးကိုအကဲခတ်လိုက်ပြီး တလုံးချင်းအေးအေးဆေးပြောလိုက်လေတယ်ကျုပ်တစ်ဖက်ကခမရတို့နှစ်ယောက်ရဲ့ရေဒီယိုပြင်ဆိုင်နှစ်ဆိုင်ကိုပိုက်စိတ်တိုက်ပြီးရှာလိုက်တော့လျှို့ဝှက်အန်ဆွဲတစ်ခုတည်းကခတ်စောစောကဖွင့်ပြခဲ့တဲ့တိတ်ခွေတကူတွေ့လာတယ်ကဲဝန်ခံမလားကျုပ်ကပဲတရားခံဖော်ရတော့မလားဟုတ်ပါတယ်ကျုပ်ကိုယ်တိုင်မိမိကိုတက်ခေတာပါဗျာအသက်ကြီးမှရမတ်မီးတောက်ခဲ့ရတဲ့ဦးသက်ကရဲ့ဦးခေါင်းကငိုက်ကြသွားခဲ့လေတယ် ဦးသက်ကဝန်ခံရလိမ့်ပြီ။ညီမပဲအကွက်ဆစ်ဆစ်အံဝင်အောင်ကြံစီခဲ့တော့လဲခွေမကြတဲ့အဖြစ်ကဒီလိုပပဝရီကခွနဆောင်တိုက်ခမ်းဝဲမိမထုံးမဲ့လင်းနေခင်မင်းမီကဒေါ်မြတ်မြအိမ်အောက်ဝဲမိထွန်း၍လင်းနေသူ့ခြာတိတ်ကငယ်ကြီးစာချွကျော်ပဲဒါကိုဥတက်ကရိတ်စားမိလာတယ်တို့တစေလက်စုပ်လက်ကင်မပြနိုင်သေးတဲ့ဖြစ်ငြိမ်နေရတယ် ဒီနေ့မှာဥတကကညာအိညာနေခရီးထွက်ဟန်ဆောင်၍စောက်ပန်းတယ်။ကရင်အောက်မှာအတန်ဖန်းဆက်တက်ဆင်၍တိတ်နေဖန်းတယ်။တိတ်မကြပါကြီး။ကြော်ကြော်ဆိုတဲ့သကောင်သားကစိုက်စိုက်မြဲမြဲရောက်လာတယ်။ကိုရောဂျောလေးနဲ့မိမိရဲ့ကလိတန်ဟီတန်ဟီတန်တွေကိုကြားတော့ဥတကအန်တကြွတ်ကြွတ်မြအောင်ကြိတ်မိတယ်။ဒါပေမဲ့ဥတကကအကြံသမားတူဖြစ်လေတယ်။အလုပ်တစ်ခုကိုဟော့တိုင်းတိုင်းမလုပ်တတ်။ဒီတော့ကြံ့တယ်။လူကြံ့ရင်ဘာခံနိုင်မလို့။ အဲစနေနေ့ညတွင်ဥတက်ကပုဂိုးသူခྱི་ထွက်မယ်လို့ခင်မိမိကအယုံသွင်းလိုက်လေတယ်။ညမိုးချုပ်တာနဲ့အိမ်ဘေးမှာဂူတော်ပြက်ထဲမှာဥတက်ကနေရာယူပြီးတော့အစင်သင်ဖြစ်နေတယ်။သူ့လောက်ဝဲကဆတ်တိတ်တလုံးအစင်သင်ပါလာတယ်။တိတ်မဆောက်ရပါကြီး။ညာ7နာရီတတလောက်မှာမဲမဲတရံတကူအိမ်ဘေးရှိ ပတင်းပေါက်မှာကြော်ဝင်သွားတယ်။ထိုလူကိုအတိအလင်မမြင်ရပါပဲ။ကြာတကူကြော်ကြော်မှန်းဥတက်ကသိပါကြီးတယ်။ ူကပြုံးတယ်မချိပြုံးမှမချိပြုံးအစ်စ်သကောင်ကမှမဲမဲတရံကပြန်ထွက်သွားတယ်အစာဝါရီထားနေပြန်ပြီထဲဦးတကကခိတ္တမြဆောက်ရီအိမ်တွင်းသို့ပရင်းမောင်းမှကြုံဝင်လိုက်တယ်မချောကဂရင်ပေါ်မှာပိုးလို့ပက်လက်အိတ်လို့မောတယ်ပန်းတယ်ထင်မဦးတကကအပေါ်တမ်းမှဒေါ်မြတ်မြတ်အတန်းကိုနားဆွင့်လိုက်တယ်လူလွန်တန်တစ်ချက်ကြားရတယ်ဒီကနာဒေါ်မြတ်မြတ်နိုးနေရန်တူးတယ် သူကတန်မာသောလက်များဖြင့်ချွေးသီးလေးများဆုပ်နေတဲ့ခင်မမီရဲ့လေတန်းချွတ်ချုပ်ကိုအာရပါရညှစ်လိုက်လေတယ်။ခင်မမီတအင်းအင်းညှဉ်ညူတာငြိမ်သွားလေတယ်။ဒီမှာတဲ့အပေါ်ထဲမှာခြေတန်းရှက်ရှက်ကိုကြားရတယ်။ဥဒကအောင်မြင်စွာပြုံးလိုက်ရင်ကက်ဆက်တိတ်ခွေကိုခက်ကြည်ကြည်ဖွင့်လိုက်တယ်။အိုးမတတ်ပါနဲ့ကြော်ကြော်ရဲမိမိကိုတနာပါအောင်။ထို့နောက် ဦးတကကညင်းညူတန်တက်တက်နဲ့လဲပြူတန်တစ်ခုဖန်တီးလိုက်လေ။ကဲခွေးမသာကြိုးကြိုးမင်းလဲပင်တော့ကျိုးကွင်းစို့ဖို့တည်ကြသွားပြီဟေ။အချင်းစီနဲ့ငချင်းကြော်တယ်ဆိုတာဒါမှအစ်စ်ကွ။မနက်ကြိုင်တွေ့ကြသေးတာပေါ့ကွာဦးတကစိတ်ထဲမှာကြဲ့၍ရေရွတ်လိုက်ရင်ကတင်ပေါ်မှာရွှေအောင် secret ဘူးလေးကိုမြင်သွားတယ်ဒီကနာကြောကြောကြံ့ရင်ခဲ့တဲ့ပစ္စည်းပင် သူကလက်အိတ်ဆွထားတဲ့လက်ဖြစ်ရော့ရော့လေးကန်၍ခရင်အောက်သို့ချလိုက်လေတယ်။စီကရက်ဘူးပေါ်ရှိလက်ဝေပုံစံများကိုရဲကခြေရခံကြပဲလိမ့်မယ်။ကဲမင်းပြေလို့လွတ်အောင်မလားကြောကြော။ဦးတက္ကကပြပီလှုပ်ဆောင်ရေးအိမ်မှပြန်ထွက်သွားလေတယ်။သို့တစေဦးတက္ကတခွတ်မှားခဲ့လေတယ်။ကလျာချောမိမိကကြောကြောအပြင်ဘာတော်ဆိုတဲ့ယောက်ျားသားတဦးကိုပါတရာပူခဲ့ကြအောင် ဦးသက်ကမသိခဲ့ပါဘူး။ခင်မိမိက စနေနေ့ညကကြော်ကြော်မချင်းခဲ့ပြီ။ကြော်ကြော်ကခြာတိတ်ဆိုတော့ကမူးရှူလို့တမလေး။တခါလေကြပြန်တော့ကိုဝါတော်လိုတဘာရင်သူနဲ့တွေ့ဆုံချင်းသေးတယ်။ဒီမှာတင်ဦးသက်ကစင်ထားတဲ့အကွက်မဝင်လာတော့ယခုမှဦးသက်ကဝန်ခံရလိမ့်ပြီ။ဦးသက်ကကပြည်ဤတည်သက်စွာစီစဉ်ခဲ့ပါလိမ့်တယ်။သို့တိုင်အောင်ရာဇဝတ်မှုဟူသည် ဒေါ်ထွေရှက်နွယ်နေလေသည်ကတော်မြတ်မြတ်ဂုံတော်ပတိကိုစိတ်အေးလက်အေးစိတ်နေလေတယ်အခုတော့အောက်ထက်ကအတန်ကိုမကြားတော့ဘီဟုတ်ကဲ့စာရေးသူနေတကွာနားစင်နေကြတဲ့ပြည်သက်တယောက်ချင်းစီတိုင်းအောင်ချေစုထူတင်ရှိပါရခင်ဗျာမင်္ဂလာရှိသောနေ့ရက်လေးဖြစ်ကြပါစေခင်ဗျာ